လောကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆိုစိဘဥစ္စာတက်လာရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးနော်တယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေပြောကြကတ်တက် ဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်ဥစ္စာတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတင်ကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောတယ်အမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာ သိုးချိုးကလွံ့မြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်ဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတာမမေ့ဖို့ပေါ့နော်မမေ့ဖို့အဲ့တော့မြတ်စွာဘုရားဟောတာတမပတိဆိုတဲ့တုတ်တံမှာဟောထားပုံလေးချစ်ကံကောင်းနေဆိုတာကုသဏမှာကုသတရားတွေဖြစ်မှကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လို့ဆိုရင် အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ကုသတရားတဲ့အဲ့ဒီကုသတရားကုသနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်းစိတ်ထားစိတ်ထားကြတော့ပြင်မွေးရမေ့ကြသတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီး ရသော်ဗျာရဲ့ဆုံးမနဲ့အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမတန်မှများအဲ့တော့စိတ်ထားကိုဘလို့ပြင်ရမလဲလို့ဆိုတာကိုကြည့်ရသော်ဗျာရဲ့အဆုံးမအပေါ်တို့တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှု စိတ်ဝင်စားမှု ਨੇ ပါရဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆို ိုတော့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်လှုပ်ချင်မှလှုပ်မှလေစိတ်ဝင်စားပန်းလေဘူးလဲစိတ်ဝင်စားဘူးဥပုံနေဥပုံဆောင်မှုလဲစိတ်ဝင်စားဘူးမနဲ့ထားတန်ဃာတွေဆုံးလောက်မှုဆိုစိတ်ဝင်စားဘူးအဲ့ဒီလူတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအောင်အဲ့ဒါအတ္တတလို့ခေါ်တယ် အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုရယ်တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါပဲဆရာတော်တရားဟောဟောရသော်ဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ် သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာဏ်တိုးအောင်နာမယ်ရေရမောရလို့ဆိုလဲအတွေ့အကြုံမတွေးပါနဲ့ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာဏ်ရဖို့နာအနုဘုဆိုအလကားအကြောင်းခံပြီးဘာလို့လာငုတ်တုတ်ထိုင်မလို့အတိညာဏ်ရမှတန်ဖို့ရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့ သရတရားကင်းမဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်တည်းယုံကြည်မှုဆိုရယ်စိတ်ထားပဲရအောင် ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုရယ်လောကလူတွေဟာမဟုတ်တာလောက်ရမှာမရှက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကာဆိုရယ်စိတ်သဘောထားကို ပြင်လိုက်ပါ မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ်မကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီအလုဟာငါလိုလူမလုပ်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရီစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုးမထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလောကတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ ဒုက္ခတွေကိုခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မီးလေးထွန်းထိုင်လှတယ်ထင်ပြီးတော့မီးမီးတောက်ထဲကိုခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်တည်းရှဲကနေဆိုမီးလောင်တာခံရတယ် အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သေးတဲ့အတွက်ကြောင့်သက်ဆုံးသွားတယ်။အေးမကောင်းမှုလောက်မှာမကြောက်ဘူး။ပဝန်းကျင်ကိုဂရုမစိုက်ဘူး။ I don't care ဆိုတဲ့လူတွေပေါ့နော်။ဘာလို့မဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ့်ပဝန်းကျင်ကိုယ့်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကပါတော့ဆိုလူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင် အချိန်စွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်စွဲတယ်ဆိုတော့ဘယ်လိုစွဲလဲဆိုစောပါသေးတယ် စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်ဟောယာတိဥရုကအေးလို့ရှင်လဲယာတိဥရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လဲပူလွန်နေနောက်ချသွားလို့ရှင်လဲနောက်ချသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာအပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူအချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ဘယ်လောက်ပဲလုံလို့ကိုကစောစီစီရောက်အောင်လုပ်ပြီးတော့ကိုလို့ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရနော်အဲ့လိုလုံလုပ်တဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတရားအလူပွဲတပွဲလူတရားရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆာလှုပ်ရှားရတွေတွေ့တော့အာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းတော့ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကဆာနေသေးတယ်ဆိုအဟုတ်ထင်ပြီသူထမင်းကြွေးကြထမင်းဆာပြီးတဲ့အခါအာလှုပ်ဆရာရှိတယ်ဒီအများကြီးကျုပ်လှုပ်ချင်နေကြဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းဆာတော့ကလည်းဆာလို့လို့အကြောင်းပြထမင်းဆာပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့တော့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း အပြင်းထူခြင်းပဲဖြစ်တယ်လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ជីវောတုတ်တက်မှုမရနိုင်ဘူးတဲ့ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆုံးစိတ်နေသဘောထားတွေကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုတ်ပဲတက်တက်ကြွကြွချိုးစားအထုတ်ဝဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လို့ အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေเนาะကံကောင်းလာလိမ့်မယ်